ကျေးဇူးများနည်းကိုလောကရက်နေပေါင်း600ကျော်အီဒီနီယာ69ခုနှစ်အစွန်ပိုင်းကာလမှာစတင်ခဲ့တာဖြစ်ပါတယ်။ကျေးဇူးများနည်းအကြောင်းကိုပြောမယ်ဆိုရင်စိတ်ကလတိုင်းဆိုတဲ့ကတဲ့ဘုန်းတော်ကြီးတစ်ပါးကနေပြီးစတင်ပြောဆိုရမှာဖြစ်ပါတယ်။ကျေးဇူးများနည်းကိုအစပြုခဲ့တဲ့စိတ်ပလက်တိုင်းကိုသိကြမယ်လို့ထင်ပါတယ်။အီဒီတော်ရော့စုအတွင်းအီဒီနိုင်ငံရုံးမမြို့မှာနေထိုင်ခဲ့တဲ့စိတ်ပလက်တိုင်းဟာရိုမန်ကတဲ့ဘုန်းတော်ကြီးတစ်ပါးနဲ့ဖြစ်ပါတယ်။ခရစ်နှစ်150ကျော်အီဒီတော်ရော့စုမှာရုံးမမြို့မှာရုံးမအေပါယာပဲကရဒီယာ အောက်ချုပ်နေတဲ့အခြေပဲဖြစ်ပါတယ်။ကိုရီးယားဟာတပ်ပြည်ချက်ထွေရေးကိုလူလားသူပြပြီးဒီတွေကလူနေတွေကိုစစ်မှုထမ်းစေခဲ့ပါတယ်။အဲ့ဒီချိန်ကစတက်ထွေကြတဲ့စစ်တီတော်လူများဟာချစ်သူရေးစားနဲ့ဇတိမယားတွေကိုငါဆော့တရိရတာကြောင့်စစ်ပွဲတွေအများနဲ့ဆုံးလင်းနေခဲ့ကြပါတယ်။ဒီကြောင့်ကိုဘီယေကရီးယားတည်တဲ့အခါမှာမြို့မပြမချစ်သူရေးစားမထားရအစင်လာအပြည့်လက်တထိုင်းများချင်းအမှုကိုပြုလုပ်ပေးကြတဲ့ဗိုလ်တော်ကြီးတွေကိုလည်းလောက်ဝလက်တထိုင်းများချင်းမပြုလုပ်ပေးရလို့ပြင်းပြထက်ထက်အမိန့်ထုတ်ခဲ့ပါတယ်။လက်ထက်ခွင့်မပေးရတဲ့အကြောင်းကတော့အီတာမရှိတဲ့လူငယ်လူရွယ်တွေဟာ အနာဖက်ကိကိနဲ့စစ်တမ်းနဲ့လိမ့်မယ်လို့ကလဒီယာကယူဆထားလို့ပါနောက်ပြီးတော့စစ်သားစုဆောင်တဲ့အခါမှာအိမ်ထောင်ကျသွားတဲ့အမျိုးသားတွေဟာစစ်ထွေးဖို့ကိုညှိစက်မှစိုးရတွေ့ကြောင်လည်းဖြစ်ပါတယ်တနည်းမှာတော့နှလုံးသားရဲရဲတဲ့ချစ်သူလူဦးဟာချစ်တမ်းသူတွေအများတန်းစင်တန်စီဖို့အတွက်ဘုရိုကြီးစိတ်ပလင်တိုင်းကိုလက်ထပ်ပေးဖို့တဲ့တောင်းဆိုခဲ့ကြပါတယ်ကတိပတ်တာအရာယောက်ျားတယောက်နဲ့မိန်းမတစ်ယောက်တို့ကိုလက်ထပ်ပေးခြင်းဟာသူတို့နှစ်ယောက်ရဲ့ဘဝတသက်တာအတွင်းကြီးကျယ်မြင့်မြတ်တယ်လို့ယူဆတဲ့ယူဆတဲ့ခုစီနေလို့ပဲဖြစ်ပါတယ် ီလိုအယူဆတွေနဲ့စိတ်ပလက်တိုင်းဟာချစ်သူတို့ရဲ့ဘဝအခြေချင်းနိယာမောက်ကိုစံနာနာလန်တတ်သူမျိုးဘရင်ထုတ်ပြတဲ့အမိုက်ကိုဆက်ကျင်ပြီးတော့မိမိအသက်ကိုပဓာနာမထားဘဲစစ်ထွေးရမဲ့လူမျိုးလူတို့အမျိုးသားငယ်တွေကိုသူတို့ချစ်တဲ့ကနေသေးတဲ့မျိုးသမီးတွေနဲ့ဖျားချောင်းမှလက်တစိတ်လက်ထပ်ပေးခဲ့ပါတယ်ဒီเจ้าကိုဘရင်ကရဒီယန်တီးတဲ့အခါမှာဘိုးတို့ကြီးစိတ်ပလက်တိုင်းကိုဖမ်းပြီးထောင်သွင်းအခြေချလိုက်ပါတယ်ဒါပြင်ထောင်ထဲမှာညီမနေစစ်တောင်ကိုလည်းလှုပ်ဆောင်ခဲ့ပါသေးတယ် ဧဒီနီယာ69ခုနဲ့မှာတော့ဘောတိုဂျီစိတ်နဲ့တိုင်းကိုရဲနေတာကြောက်ခွဲနဲ့ပြပောက်တာတွေအပြင်ခေါင်းပြတ်တတ်ဖို့အထိပြပြတ်တတ်အမိတ်ချမှတ်ခဲ့ပါတယ်ဘောတိုဂျီစိတ်နဲ့တိုင်းဟာအကြီးကျခံရနေစေအတွင်းမှာထာမူအစရိယရဲ့သမီးဖြစ်သူဂျူရီယာနဲ့ချစ်ခင်ဆုံးမခဲ့ကြပါသေးတယ်ကိုမြင့်ချင်းခံရမယ့်နေ့ရောက်တဲ့အခါမှာတော့စိတ်နဲ့တိုင်းဟာဂျူရီယာတဲ့ဝမ်းနဲ့ဖွဲ့နှုတ်ဆက်စာတစ်စောင်ချန်ထားရိတ်ခဲ့ပြီးတော့စာရဲ့အဆုံးမှာတော့ယွမ်ဂရတိုင်းလို့လိမ္မာရေချိုးခဲ့တယ်လို့ဆိုပါတယ်ခရက်နဲ့196ခုနဲ့ဖေဖော်ဝါရီလ10ရက်နေ့မှာတော့ဘီအမ်အာခံမှုနဲ့ ုဒ္ဓကြီးစိတ်ပလက်တိုင်းကိုကျိုးစေဖို့တင်ပြီးကွန်ပလိုက်ကြပါတယ်။ဘုဒ္ဓကြီးစိတ်ပလက်တိုင်းကိုကွန်ပစ်ခဲ့ပြီးနောက်နှစ်တွေကြာတဲ့အခါမှာချစ်သူစုလဲတွေဟာသူတို့အတွက်တက်တေခံသွားခဲ့တဲ့ဘုဒ္ဓကြီးစိတ်ပလက်တိုင်းကိုဂုဏ်ပြုတဲ့အနေနဲ့20ဖေဖော်ဝါရီလ16ရက်နေ့ရောက်တိုင်းပလက်တိုင်းတင်သူမဟုတ်ချစ်သူများနေ့ကိုအောင်းမွေးဖွယ်ချစ်ပါခန့်ကြတာပဲဖြစ်ပါတယ်။ဒီပီဒီကိုကြည့်စုခဲ့ကြတဲ့ချစ်သူစုလဲအနေနဲ့လည်း2025ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့ကနေပြီးတော့နောက်နှစ်တရာတိုင်း ကျေးဇူးတင်ဆွေလေးတွဲမြင်နိုင်ကြပါစေလို့စုမကောင်တောင်းရင်ကျွန်တော်တို့ရဲ့ channel လေးကို like follow subscribe လုပ်သွားပေးကြပါအောင်လို့တောင်းဆိုရင်းဗီဒီယိုလေးကိုဒီများနဲ့ရန်တော့ခွင့်ပြုပါအဆုံးထိလိုက်ပါကျေးဇူးပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ